2025ခုနှစ်နိုဝင်ဘာလ25ရက်အင်္ဂါနေ့မနေ့ကိုနှုတ်ကတော်ညီဖျားခင်တော်တယောက်တိုင်းကျွန်တော်တို့သူများစတင်ခန်းစားပြီးတိတကလာသွားလာခြင်းလဲမဲ့ခွင့်ရတဲ့ပြင်ဆင်ပေးတဲ့ဖျက်ရှင်နာမှာပုံကြည်ပါစီတော့ကလာချိုရှိစွာရွေးတော်မဆိုရင်နှစ်စာနိုဝင်ဒီနေ့ပါဝင်ကျွန်တော်ကျွန်မတက်ရှင်ခဲ့တာ329ရက်ရှိခဲ့ဖြစ်ပါတယ်ကုန်လွန်ခဲ့တဲ့329ရက်ကိုဘယ်လိုသုံးပြုကြလဲပြန်ပြောင်းဆက်စစ်ပြီးစဉ်းစားဆင်ခြင်နှုတ်သွင်းကြအောင်ကျရှိသေးတာတော့မနက်ဖြန်နေစပြီးနှစ်ကုန်ထိ36ရက်ဖြစ်ကြမှာတော့တယ် ချက်ရှိတဲ့36ရောက်လဲကာလာချောင်းကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလဲဘုလုံကရှေးဥစွာတိုက်တုံလို့ဆိုပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာကတော့တိမောသေဩရစာပထမစာဆောင်အခန်းကြီး2အပိုက်ငယ်10ဖြစ်ပါတယ်သူဖြစ်၍အရရတို့၌ယောက်ျားတို့သည်အမျက်ထွက်ခြင်းငင်းခုန်ခြင်းမရှိပဲတန်ရှင်းသောလက်ကိုချီ၍ဆုတောင်းစေခြင်းငါငါအလိုရှိ၏ ဖတ်ကြနုတ်တော့အသက်ရှင်တဲ့စကားတော်ဖြစ်တိုင်းကျောက်ထဲမှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်တမန်တော်ရှင်ဘောလူအလိုရှိတဲ့ရာနဲ့ပတ်သက်ဖို့ပြပါတယ်တဲ့ဝိညာဉ်အသားဖြစ်တဲ့တိမောသေကိုစာရေးတဲ့ခါမှာဘယ်တိသရဘယ်နေရာမှာပဲဖြစ်ဘယ်ရက်ရက်ပေါ့နော်ဘယ်နေရာမှာပဲရှိရှိအမျိုးသားတွေရာတဲ့မလို့မှာနှစ်ချက်ရှိတယ်အဲ့ဒါပါလဲဆိုရင်ရှောင်းရမှာအမျက်ထွက်ခြင်းငင်းခုန်ခြင်းဖြစ်ပါတယ်ဆောင်းရမှာ လောက်ရမယ်ရာကတော့တန်ရှင်းတဲ့လက်ကိုခြေပင့်ပြီးတော့သုတောင်းပဒပြုခြင်းလို့ဖော်ပြပါတယ်။ကြော်ဒီအမှုရာနေပြီးမှကျွန်တော်တို့ဘဝတက်တော်လဲစဉ်းစားဆင်ခြင်စရာကောင်းနေရာဖြစ်ပါတယ်။နောက်ဆုံးခေတ်ကာလဖြစ်တဲ့အတိုင်းအသိတော်ခြေဆောင်ဖို့နီးလာလေးလေးလူတွေအချစ်စရိတ်တွေဖောက်ပြန်မှုတွေအများကြီးဖြစ်လာတာ။ဒီချိန်မှာကျွန်တော်တန်ရှင်းသူတွေအတွက်ကျွန်တော်ယုံကြည်သူတွေအတွက်အထွေပြင်းဒီမှာတော့အမျိုးသားတွေပြောထားတာအောင် အမျိုးသားတွေစဉ်းစားဆရာကောင်းနေရာ။ ်ဘာဖြစ်လို့လဲအမျက်ထွက်တာကြီးငင်းခုန်လာကြီးဒီနေ့ဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာအမျက်ဒေါသထွက်ပြီးဆဲတာတွေအများကြီးတွေ့နေရတယ်။အော်ငင်းခုန်မှုတွေပြုမင်းကမားတယ်ငါအမှန်နဲ့စပြင်ခရကျွန်တော်ခရိယန်ဓမ္မဆရာပါသွားတာဟာစိတ်မကောင်းစရာပဲမားယူနေရတယ်ထောက်ပြတော့ကောင်းတော့ကောင်းတယ်မားရရအောင်အပေါ်လိုဂျီလို့ခေါ်တဲ့အပေါ်လိုဂျစ်တယောက်အနေနဲ့ပေါ့နော် ဒီမှားနေရာတွေထွက်ပြတော့ကောင်းတယ်ဒါပေမဲ့မြစ်တာနဲ့ထောက်ပြဖို့ကောင်းလားခွက်တောင်တယောက်ဂုံဒုဂုံပြဲပုံစံမျိုးနဲ့ထောက်ပြနေတာကျွန်တော်ရင်တိတ်ကလည်းပြောဥပါတယ်လူကမမောက်မဟုတ်မှားပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီအမှားကိုကျော်ပြင်ဆင်ဖို့အတွက်ထောက်ပြတဲ့ခါမှာမြစ်တာနဲ့ကြော်ကြားဖို့ဟာအင်မတန်မှအရေးကြီးပါတယ်အဲ့ဒါကြောင့်ဒီဒီချိန်ကာလမှာကျွန်တော်အမျက်ထွက်နေတာဘလို့ချိန်နေရှိလဲ เนาะငင်းခုန်တာရောဘလိုချိန်နေရှိလဲဒါကိုတမန်တော်ကြီးကရှောင်ဖို့ရှောင်ရှားဖို့ကျွန်တော်တက်တာလည်းဖဲ့ထုတ်ဖို့ပြောသလိုဆောင်ရမယ်ရာလုံးအောင်မရာတန့်ရှင်းတော့လက်ကိုချီပင့်ပြီးတော့လက်တွေမြောက်လဲပေါ့လေဘုရားခင်တမှာဆူတောင်းဖို့ပဲဖြစ်တယ်ဆိုတော့ဖော်ပြလိုပါတယ်ကျွန်တော်ဒီနေ့တမန်တော်ပြောတဲ့အရာကိုကျွန်တော်လက်တွေကြကြလိုက်နာပြီးကျင့်သုံးသွားလာကြပါစို့လို့တိုက်တွန်းလို့ဆိုလိုပါတယ် ကြောက်ရဲနှုတ်ကတော်နဲ့ဝင်ငါချက်ဖြင့်ရောက်တော်ဘုရားခင်သည်အတိတ်တပတ်ပြန်လဲကောင်းချီးပေးပါစီတော်ဆုတောင်းနိုင်ကြပါစို့ပြစ်တာရောရှင်ဖပါဒေသရရမှာရှိတဲ့အမျိုးသားတွေဟာအပြတ်ထွက်တာတွေညှင်းခုန်တာတွေကိုရှောင်ရှားဖို့ဖြစ်ပါတယ်လုံဆောင်မရတော့တန်ရှင်တဲ့လက်ကိုခြေပင့်ပြီးတော့ဆုတောင်းဖို့တမန်တော်ကြီးအလိုရှိပါတယ်ဖပါဝင်ငါချင်းမှာဖော်ပြခဲ့တဲ့အတိုင်း ီခေတ်ကလာမှာအမျက်ထွက်တာလေဆိုရှယ်မီဒီယာမှာဒါဆိုရှယ်မီဒီယာပေါ်မှာဒါသိတာပါတယ်ညှဉ်းပန်းမှုလက်များကြီးဖြစ်နေကြပါတယ်ဒီချိန်မှာသားတို့ယုံကြည်သူခရိယန်တွေယုံကြည်သူဓမ္မဆရာတွေပါပါသွားတာဝမ်းနေဆရာပဲဖြစ်ပါတယ်အဲ့မှုတွေပြုမဲ့စားတန်ရှင်းလက်ကိုချစ်ပင့်ပြီးတော့ဆူတောင်းဖို့အလို့ငါဘောတတာတီလို့ဒီနှုတ်ခေါ်တော်အဖြစ်အလင်းပေးခြင်းပဲ့ပင်ခြင်းတုံသိင်းချစ်သူများပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းထားမြောက်ပြီးအသက်ရှင်တော်မူသော ပါလမတ်ခင်အရှင်ရှုဖျားနာဘတော်မြေကိုမိပြုပြီးဂျေဆုတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရယ်ဖဖျားသခင်အာမင်အော်ဒီဝင်ငါချက်ကရေးပါရယ်ဝင်ငါချက်တော့ဖြစ်ပါရယ်ဘာကြောင့်ဒီမြတ်မကလာမှာဖြစ်နေတဲ့အရာကိုဖော်ပြလို့ဖြစ်နေတာ။အဲဒါကြောင့်ဒီအရာနဲ့ပတ်သက်ပြီးတော့ public မှာ share လုပ်ပြပါအောင်လို့ကျွန်တော်တောင်းဆိုလိုပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့သူတွေတက်ပေါ့နော်။ VPN ခက်ခဲကြောင်း page မှာကြည့်ဖို့ခက်ခဲတဲ့သူတွေကျွန်တော် YouTube channel ရှိပါတယ်လို့ဒီ ခွန်နိုင်ဆုံးမှာလဲယူရှင်မှာလဲခွန်နိုင်ပါပဲစနေတရားဟောချက်ကမနေ့စက်တန်ဆုံးမှာလဲမနေ့စက်တန်ပဲဖြစ်ပါတယ်တော့လာစဉ်တရက်၁၇ရက်၂၁မှာမွန်တက်စနိုင်တီတီမှာမိနစ်20လောက်ပေါ့လို့မိဘများတပါတရားစီရင်ထုတ်လွှင့်တဲ့ခါလဲ YouTube channel မှာလဲစက်နိုင်မှာထုတ်ခဲ့ပါတယ်လို့ကြောင့်အဲ့ဒီ system မှာ like ပါပြီးကြည့်ရှုပြီးတော့အသက်တာဒီရက်ဝန်ကြီးနဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာတွေတိဆောက်စေရရအောင်ကြရအောင်လို့ထပ်ဆင်ပြီးတော့တောင်းဆိုလိုပါတယ် ဟာမြစ်တဲ့အခန်းကြီးတို့ဒီရတဲ့အားလုံးလည်း share လုပ်ပေးပါအောင်လို့ထပ်မံပြီးတော့ပေါ်ပြလိုပါတယ်။ဒါကြောင့်ဒီမောမှာဘုရားသခင်ဒီကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တော်လောင်ပြီးတန်ဖြာတော်မူပါစေတော့။အာမင်။